မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်ဒေါ်ဆန်းစုကြည်ကိုနေပြည်တော်စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာဖမ်းဆီးချုပ်နှောင်ထားပြီးတွားနဲ့နှလုံးဆက်ဆက်ဝေဒနာများခံစားနေရတော့လဲစေကူတာကွင်းအပြည့်ဝမပြီးပဲရည်ရွယ်ချက်ရှိရှိညှဉ်းပန်းနှိပ်စက်ထားတဲ့အကြောင်းတင်ဆက်ပေးပါမယ် လူမှုကောင်းဆောင်တောင်ဆန်းစုကြည်ကိုနေပြည်တော်စစ်စင်ရေးအထူးအဖွဲ့ရုံဆိုင်ရာနေရာမှာလုံခြုံရေးတင်းကျပ်စွာနဲ့ဖမ်းဆီးချုံနောက်ထားပြီးတွားနဲ့နှလုံးရောဂါဆိုင်ရာဆက်ဆက်ဝေဒနာများခံစားနေရတော့လဲစေကူတာကွင်းအပြေဝါမပြီးပဲရည်ရွယ်ချက်ရှိကြီးညှဉ်းပန်းနှိပ်စက်နေတယ်လို့ မြန်မာပင်ရှင်ဝက်စနမ်မှာဒုတိယပြန်ကြားရေးတာဝန်ခံမဆူးငယ်ကသတင်းဌာနကိုပြောပါရယ်ဒေါအောင်ဆန်းစုကြည်ကိုနေပြည်တော်ချုံထောင်နဲ့စလီမိုင်ကွာမှာရှိနေစစ်စင်ရေးအထူးပွဲရုံးဆိုင်ရာနေရာမှာလုံခြုံရေးတင်းကျပ်စွာနဲ့မတရားဖန်ဆီးချုံနောက်ထားကြောင်းလူမှုကောင်ဆောင်မှာသွားနဲ့ပတ်သက်တဲ့ယောဂနဲ့နှလုံးနဲ့ပတ်သက်တဲ့ယောဂဝေဒနာများခံစားနေရပြီးစေဝါကူတာကွင်အပြည့်အဝမရှိကြောင်းသိရပါရယ် MBW ဖွဲ့ရဲ့စုံစမ်းအတည်ပြုချက်ရလူမှုကောင်ဆောင်ထောင်ဆန်းစုကြည်ကလက်ရှိချိန်မှာအချိန်ကကျင်းသားခွင့်ရဖြစ်တဲ့ထောင်ဝင်စာအဲ့တွေ့ခွင့်မရရှိပဲအကျဉ်းသားခွင့်ရတွေပါချိုးဖောက်ခံနေရကြောင်းထောင်ဆန်းစုကြည်ရဲ့ချုံနောက်ထားတဲ့နေရာကိုလက်ရှိချိန်မှာဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူကတာဝန်ယူဦးစီးကုတ်ကဲနေကြောင်းသိရပါရယ်မိမိတို့ဖွဲ့စည်းနေတဲ့တရှိထားရသလောက်အန်ဒီတောင်ဆန်းစုကြီးကလက်ရှိမှာသွားနဲ့ပတ်သက်တဲ့ယောဂဝေဒနာနဲ့နှလုံးနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေကိုခံစားနေရပါတယ် နောက်ပြီးအသက်ကြီးလာတဲ့အတွက်ကြောင့်စိုးရင်ရတဲ့အခြေအနေနောက်ပြီးလက်တလုံးမှာလည်းအသက်ရွယ်ကြီးတဲ့ပါတီထိပ်ပိုင်းကောင်းဆောင်တွေတည်ဆုံနေကြတာဖြစ်တဲ့အတွက် Antidote ဆန်းစုကြည်တွေကျမတို့ဖွဲ့နေတဲ့များစွာစိုးရင်မိပါတယ်လို့ MPW မှဒုတိယပြန်ကြားရေးတာဝန်ခံမဆူးငေကပြောပါရယ်ဒေါ်ဆန်းစုကြည်ရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးစေဝါကူတာမှုအချို့ရရှိထားတော့လဲအပြေဝါစေဝါကူတာခွင့်မရရှိကြောင်းထောင်တွင်းရှိဆရာဝန်ကတာတာဝန်ရစေမီလိုရင်းနဲ့ကူတာပေးတဲ့ပုံစံမျိုးဖြစ်နေကြောင်း၎င်းကရှင်းပြပါရစေ။ ။သွားနဲ့ပတ်သက်တဲ့ယောဂနဲ့နှလုံးနဲ့ပတ်သက်တဲ့ယောဂခံစားနေရတာတော်တော်ကြာပါပြီ။ဈေးမီတူနဲ့ပဲကုသနေတဲ့အတွက်ကြောင့်ဘလို့မှသက်သာလာမှာမဟုတ်ပါဘူး။အခုချိန်ထိလည်းယောဂဝေဒနာကိုခံစားနေရဆဲဖြစ်တယ်လို့မဆူးငင်ကဇလက်ပြောဆိုပါတယ်။ ဒါအပြင်အကျဉ်းသားတဝင်းရဲ့ခွင့်ရေးဖြစ်တဲ့မိသားစုနဲ့ထောင်ဝင်စားအဲ့တွေ့ခွင့်ကိုမရရှိအောင်ပိတ်ပင်ထားတဲ့တဝင်းတဲ့သောနိုင်ငံရေးအကျဉ်းသားဖြစ်ပြီးထောင်ဝင်စားတွေ့ခွင့်ဟာအကျဉ်းသားတိုင်းရရှိရမယ့်အခွင့်အရေးဖြစ်တယ်လို့အကျဉ်းထောင်လက်ဆွဲဥပဒေမှာတရားဝင်ပြဋ္ဌာန်းထားတော့လဲအခုလိုမိသားစုဝင်နေတဲ့ထောင်ဝင်စားအဲ့တွေ့ခွင့်မပေးခြင်းလုံလောက်တဲ့ကျန်းမာရေးဆောင်ရှောက်မှုမပေးခြင်းဟာရည်ရွယ်ချက်ရှိရှိနဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်နေခြင်းဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီလိုထောင်တွင်းရှိလူမှုကောင်ဆောင်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး MPW ဖွဲ့နဲ့ယုံကြည်စိတ်ချတဲ့တည်ရင်အမည်မိဖက်ဖွဲ့စည်းများနဲ့ဆွေးနွေးတိုင်ပင်လို့တည်ရင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။မိဖက်ဖွဲ့စည်းရဲ့နာမည်ကိုတော့လုံခြုံရေးထည့်သုံးပိုင်ခွင့်မရှိသေးတဲ့အတွက်ကြောင့်ကျမတို့ဖွဲ့စည်းနေနေပဲတာဝန်ယူထုတ်ပြန်ရခြင်းဖြစ်တယ်လို့မဆူးငယ်ကဆိုပါတယ်။မြန်မာအကျဉ်းထောင်တပ်တည် MPW ဖွဲ့အနေနဲ့တောင်ဆန်းစုကြည်ကိုအာနာသိန်းစကောင်စီကမတရားချုပ်နှောင်ထားမှုအကျဉ်းသား အခွင့်အရေးပင်ပြတ်မှုနဲ့စိတ်ပိုင်းဆိုင်ရာညှင်းပန်းမှုအပေါ် FBB ဆိုင်ရာအတိုင်းဝိုင်းကပြင်းပြင်းထန်ထန်တုံ့ပြန်မှုတွေပြုလုပ်ဖို့တောင်းဆိုကြောင်းလည်းထုတ်ပြန်ကြမှာပါရှိပါတယ်။တောင်းဆန်းစုကြည်ကိုမတရားဖန်ဆင်းအကျဉ်းချမှုနဲ့နောက်ဆက်တွဲအတွက်တာဝန်ခံရမယ့်သူတွေမှာအကြံဖတ်မင်းအောင်လိုင်းစိုးဝင်းတို့အပါဝင် ပြည်ထောင်ဝင်ကြီးဟောင်းစိုးထောပြည်ထောင်ရေးဝင်ကြီးဟောင်းရှာပြည်လက်ရှိနေဆက်ရဝင်ကြီးပြည်ထောင်ဝင်ကြီးထွန်းထွန်းနောက်လက်ရှိ ကာဆာထာချမှုများဖြစ်တဲ့ဒုတိယပိုချုပ်ကြီးတန်လိုင်းဒုတိယပိုချုပ်ကြီးတန်ထွန်ဦးဒုတိယပိုချုပ်ကြီးတေစာကျော်ဒုတိယပိုချုပ်ကြီးဖုံမြတ်အချင်းဦးစီးဌာနညွန်ကြားရေးမှူးချုပ်ဟောင်းစောဝင်းအချင်းဦးစီးဌာနညွန်ကြားရေးမှူးချုပ်မျိုးဆွေနေပြည်တော်အချုပ်ထောင်ထောင်ပိုင်းဦးသိန်းစောမောင်ဒုတိယထောင်ပိုင်းဦးကျော်သူရာဦးစီးရာရှိဦးအောင်တန်းမြင့်လက်ထောက်ညွန်ကြားရေးမှူးကျော်မင်းတိုင်းဦးစီးရာရှိတိုင်ငင်းမြင့်လက်ထောက်ကြီးကြပ်ရေးမှူးမိသူအောင်လို့ပါဝင်ကြောင်းသိရပါရယ် အလာတူလူလူကောင်ဆောင်ဒေါ်ဆန်းစုကြည်ကိုတရားစွဲအကျဉ်းချရမှာတန်ဖက်စကောင်စီရဲ့အလို့ကြောင့်ဇဘူတီရီမြို့နယ်တရားသူကြီးဦးမောင်မောင်လွင်လက္ခဏာခရံတရားသူကြီးဦးရဲလွင်မန္တလေးတိုင်းတရားလွတ်တော်တရားသူကြီးဦးမြင့်တန်းနဲ့မန္တလေးတိုင်းဒေသကြီးတရားလွတ်တော်တရားသူကြီးချုပ် ဒေါခင်သင်းဝေတို့မှတက်သွင်းမတိန်လိုက်ပါဆောင်ရွက်ကြတယ်လို့သိရပါတယ်။ဒါအပြင်မြမချင်းထောင်တက်သည် MPW အဖွဲ့အစည်းအနေနဲ့တောင်ဆန်းစုကြည်နဲ့နိုင်ငံအကြီးအသားများကိုချက်ချင်းပြန်လုပ်ပေးနေတဲ့ပတ်သက်ပြီးနိုင်ငံတကာခေါင်းဆောင်များအနေနဲ့စူပေါင်းတောင်းဆိုချက်ထုတ်ပြန်ပေးဖို့မြန်မာနိုင်ငံရှိအာဏာသိမ်းစစ်တပ်အပေါ်တန်တမာရေးဖိအားပေးခြင်းဖြင့်စကောင်းဆောင်များနိုင်ငံပြည်ပသွားလာမှုတွေကိုကန့်သက်ခြင်းမပြုဖို့တောင်ဆန်းစုကြည်ကိုလွတ်လပ်တဲ့လူခွင့်အဖွဲ့အစည်းတွေနဲ့ ICRC ကချက်ချင်းတွားရောက်စစ်ဆေးခွင့်ရရှိရေးတောင်းဆိုဖို့တောင်ဆန်းစုကြည်တအုပ်နဲ့ချိုးပေါက်ခံရတဲ့မိသားစုဝင်ကို သက်သေဆိုင်သူများနဲ့တာဝန်စားအဲ့တွေ့ကွင်းကိုအကျဉ်းသားအခွင့်အရေးအပြည့်အဝမပေးဘူး အာနာသိန်းစကောင်းဆောင်တွေကို PRP တောင်းဆိုရင်စားတဲ့အချက်လေးချက်ကိုလည်း MPW ကနိုင်ငံတကာအဖွဲ့အစည်းများနဲ့နိုင်ငံတကာကောင်းဆောင်များကိုတောင်းဆိုထားပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ထိုင်းဝင်ကြီးဟောင်းသက်စင်ဖြားနာဟန်ဆောင်ခဲ့ကြောင်းနဲ့ဖေထုံထံကိုစစ်တပ်ကိုတစ္ဆာဖောက်ခဲ့တယ်လို့ဟွန်ဆန်ဆွဆွဲတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းဝင်ကြီးချုပ်ဟောင်းသက်စင်ရှင်နာဝက်ကယခုနှစ်အစောပိုင်းနေရင်ခြေချုပ်ကာလာတွင်ကျမ်းမာရေးကောင်းဟန်ဆောင်ခဲ့ကြောင်းနဲ့တမိဖြစ်တဲ့လက်ရှိဝင်ကြီးချုပ်ဖေထုံထံရှင်နာဝက်က၎င်းရဲ့မျက်နှာသာရရှိဖို့အတွက်နိုင်ငံရဲ့စစ်တပ်ကိုစော့ကားခဲ့တယ်လို့ကမ်ဘော ရီးယားတက်လွတ်တော်ဥက္ကဋ္ဌဆွန်ဆန်ကဆွဆွဲခဲ့တယ်လို့သတင်းဒီမှာဖော်ပြထားပါတယ်။ကမ္ဘောဒီးယားနိုင်ငံပရာဝိဟာရပြည်နယ်မှာပြောကြားခဲ့တဲ့မိန့်ခွန်းတစ်ခုမှာဟွန်ဆန်က2024ခုနှစ်ဖေဖော်ဝါရီလက၎င်းတို့တွေ့ဆုံစဉ်သက်စင်ကကျမ်းမာရေး ကောင်းနေခဲ့ကြောင်းနဲ့၎င်းဝတ်ဆင်ခဲ့တဲ့ကျန်းမာရေးအကာအကွယ်ပစ္စည်းတွေကဟန်ဆောင်ပြသဖို့တသက်တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါအပြင်ထိုင်းနိုင်ငံမှာစစ်ဘက်ယာဒုခံမှုတွေကိုတော်ဝင်အမိန့်နဲ့ပြုလုပ်တာကြောင့်စစ်ဘက်ဆိုင်ရာကောင်းဆောင်တွေကိုစော်ကားခြင်းကဘုရင်ကိုစော်ကားခြင်းနဲ့တူညီကြောင်းမိမိအနေနဲ့ထိုင်းနိုင်ငံဒုတိယစစ်တမ်းမှုနဲ့ပတ်သက်ပြီးညီတိသမတ်ချက်မှပေးခဲ့ခြင်းမရှိဘဲစစ်ဘက်ကောင်းဆောင်တွေရဲ့အခန်းကဏ္ဍကိုအမြဲလေးစားခဲ့ကြောင်းဟွန်ဆင်ကဆိုပါတယ်။ထိုင်းနိုင်ငံရဲ့ပြည်တွင်းနိုင်ငံကြီးကိုစိတ်ဝင်စားမှုမရှိကြောင်းဟွန်ဆင်ကပြောကြားခဲ့ပြီးမိမိကိုကျေန နှက်စေဖို့အတွက်ပြည်ထောင်တန်းက၎င်းတို့နိုင်ငံစစ်တပ်ကိုပါကြောင်းဝေဖန်ရကြောင်းလဲဆိုတာကိုမေးခွန်းထုတ်ခဲ့ပါတယ်ပြည်ထောင်တန်းကညှိနှိုင်းမှုနီလန်တွေကိုအသုံးပြုပြီး၎င်းကိုလှည့်ပြဖို့ကြိုးစားခဲ့တော်လဲသူမရဲ့အကြံကိုရိပ်ဆားမိခဲ့တယ်လို့ဟွန်ဆန်ကဆိုပါတယ်ဟွန်ဆန်နဲ့ဝန်ကြီးချုပ်ဟွန်မာနက်တို့ရဲ့လူမှုမီဒီယာထုတ်ပြန်ချက်တွေက professional မဆန်လို့မှတ်ချက်ပေးခဲ့တာကြောင့်အခုလို၎င်းတို့နောက်ဦးကြားတီးတန့်ဖုန်းခေါ်ဆုံမှုပေါက်ကြားခဲ့ကြောင်းဆိုပါတယ်ရခိုင်ကမြန်ဆိုင်ရောက်ထရီကန်ဒေတာနေမြေမှာစစ်ဘက်တပ်ဖွဲ့များချထားမှုနဲ့ပတ်သက်ပြီးရခိုင်ဆွေးနွေးပွဲများမှာထ ိုင်းနိုင်ငံက၎င်းကိုလင့်ပြခဲ့ပူတာကြောင့်၎င်း၏ကိုပိုင်ကာကွယ်မှုအတွက်ဖုန်းခေါ်ဆိုမှုကိုမှတ်တမ်းတင်ခဲ့ကြောင်းဟွန်ဆန်ကဝန်ခံခဲ့ပါတယ်။ရခိုင်စွနစ်ပွဲများအတွက်ကမ္ဘောဒီးယားကတပ်ဖွဲ့များလျှော့ချဖို့သဘောတူခဲ့ပြီးဖေတုံတန်တက်စင်နဲ့ဝန်ကြီးချုပ်ဟောင်းရှင်လက်တို့က၎င်းကိုအကြီးစုတင်ခဲ့တယ်လို့ဟွန်ဆန်ကပြောကြားခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာထိုင်းမီဒီယာတွေကကမ္ဘောဒီးယားကတပ်ဖွဲ့တွေကိုတစ်ဖက်သက်ဆက်ကွာခဲ့တယ်လို့မှားယွင်းစွာဖော်ပြပြီးခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်ကမ္ဘောဒီးယားကအွန်လိုင်းလင်လဲသူတွေရဲ့ဗဟိုချက်ဖြစ်တယ်ဆိုတဲ့ထိုင်းဝန်ကြီးချုပ်ရဲ့ ထုတ်ပြန်ချက်ကိုဟွန်ဆန်က ရှုတ်ချခဲ့ပြီးနေဆက်ကိစ္စရီမှာကမ္ဘောဒီးယားကထိုင်းဆိုရနဲ့ပူးပေါင်းဆောင်ရွက်မှုကိုဆိုင်းငံ့တော့မှာဖြစ်ကြောင်းဟွန်ဆန်ကကြေညာခဲ့ပါတယ်။ဝင်ကြီးချုပ်အောင်ရှင်လက်ရှင်နာဝတ်ကိုကမ္ဘောဒီးယားနိုင်ငံကုလမရရှိဖို့ကူညီခဲ့ကြောင်းဟွန်ဆန်ကပြောကြားခဲ့သလိုတက်စင်က ထိုင်းရက်ထိုင်းပါတီကိုဖွဲ့စည်းဖို့နဲ့မဟာမိတ်အစိုးရတရက်ထူထောင်ဖို့၎င်း၏အကူအညီကိုရယူခဲ့ကြောင်းလည်းထုတ်ပေါ်ပြောကြားခဲ့ပါရယ်။နောက်ထပ်တပုတ်အနေနဲ့နောင်ချိုမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေကြကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချိုမြို့နယ်မှာဇွန်လ28ရက်မှာလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေရလို့စစ်မြေပြင်ကရဲဘော်တွေကပြောပါရယ်။တိုက်ပွဲကတော့တောက်ရှောင်ဖြစ်နေတဲ့မင်းင်းကရောမင်းင်းညကရောဒီကနေ့မနက်ရောလို့နောင်ချိုဒေသစစ်မြေပြင်ကရဲဘော်တုံးကပြောပါရယ်။မင်းင်းကဇွန်လ29ရက်မှာနောင်ချိုမြို့နယ်ကလုံဆန်းမြက်ချင်း ုလုံဝဲညံတော့နောင်လင်းနဲ့နောင်အောကျေးရွာတို့ကြားမှာစစ်ကောင်စီတပ်နဲ့ဆက်လက်တိုက်ပွဲဖြစ်ပွားနေတယ်လို့တောင်းတမတော် TNL ကဇွန်လ28ရက်မှာထုတ်ပြန်ပါတယ်တိုက်ပွဲဖြစ်ပွားနေချိန်မှာစစ်တပ်ကလေကြောင်းကနေပုံ45လုံးနဲ့လက်နက်ကြီး32လုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြပါတယ်။နောင်လင်းနဲ့နောင်အောကျေးရွာကြားမှာစစ်တပ်နဲ့တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်တွင်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေပုံလုံး20နဲ့လက်နက်ကြီး32လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြပါတယ်။ဒါအပြင်လုံဆန်ကျေးရွာမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင်ကိုလည်းစစ်ကောင်စီတပ်ကဂျာဖိ က်တာနဲ့ဘုံနှလုံးလာရောက်ကျဲချခဲ့တယ်လို့သိရပါတယ်။မြက်ချင်းနူလုံဝဲနဲ့လုံဆန်ကြီးရွာမှာလည်းစစ်ကောင်စီတပ်ကလေကြောင်းကနေပုံ22လုံးလာရောက်ကျဲချတိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ကညံတော်ကြီးရွာဘက်ကိုလည်းဂျက်ဖိုင်တာနဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခတ်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့အုံမခကျင်းရွာဘက်ကိုလည်းလက်နက်ကြီးတလုံးပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ DNL ရဲ့ထုတ်ပြန်ချက်မှာမြက်ချင်းနူကျင်းရွာကမှာတိုက်ပွဲဖြစ်နေတယ်လို့ပါရှိပြီးအဲ့ဒီရွာကနောင်ချုံနဲ့အနီးဆုံးကျင်းရွာဖြစ်ပြီးနောင်ချုံနဲ့၄မိုင်ကျော်သာကွာဝေးပါတယ်။နောင်ချုံဒေသတိုက် က်ပွဲနဲ့ပတ်သက်ပြီး DNL ထံဆက်သွယ်မိမြန်းထားဆဲဖြစ်ပါတယ်မြချင်းနုရွာမှာတော့လောလောဆယ်တိုက်ပွဲဖြစ်နေရတော့မရှိသေးဘူးလင်းရင်တို့လက်နက်ကြီးတို့ကြတာလို့တော့ရှိတယ်မြချင်းနုရွာနောင်ဩရွာထီတော့ကျွန်တော်တို့ထိန်းချုပ်ထားဆဲပါလို့တနုပြည်သူလူမျိုးရေးတပ်တော် DPNL ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်